ကျွန်တော်တို့ဟာနေ့စဉ်နေ့များရွေးချယ်မှုတွေလုပ်နေကြရတယ်။မနက်မိုးလင်းလို့ပုံနှုံးဆက်မြည်တဲ့အခါပြန်ပိတ်ပြီးခဏမိမ့်မလား။ချက်ချင်းထမလား။မနက်စာပါစားမလဲ။အလုပ်ကိုဘယ်လိုဝတ်စားဝတ်သွားမလဲ။နေ့စဉ်လူမှုဆက်ဆံရေးမှာတရားရောက်ကကိုကိုမကောင်းပြောလိုက်တဲ့အခါကိုကလူတုံ့ပြန်မလဲ။ ဒါရွေအကုန်လုံးဟာရွေးချယ်မှုတွေဖြစ်ပါတယ်။ဘယ်တက်ကတူတက်မဲဘာလှုပ်လှုပ်မဲအိမ်တောင်ပြုတ်မပြုတ်ပြုတ်ရင်ဘသူနဲ့ယူမဲစသဖြင့်တက်ရောက်မှုကြီးတဲ့ရွေးချယ်မှုတွေကတော့အချိန်တစ်ခုယူပြီးစဉ်းစားကြတယ်ပေါ့။အဲ့ဒီလိုရွေးချယ်မှုတွေလှုပ်တဲ့အခါရတဲ့တရင်ချက်လက်ပေါ်မူတည်ပြီးလဲရွေးတယ်။သူများတိုက်တော်အကြံပေးတာကိုနားထောင်ပြီးလဲရွေးတယ်။သို့ပေမဲ့အဓိကအကြဆုံးကတော့ ကိုယ့်ရဲ့တန်ဖိုးထားမှုပေါ်မူတည်ပြီးရွေးချယ်မှုတွေလုပ်ကြတာပဲမနှံ့နိုးလာတယ်ခဏလေးပြန်မေးခွင့်ကိုပို့လိုချင်တဲ့သူကခဏပြန်အိတ်တယ်အလုပ်ကိုအချိန်မမှန်စမတ်ကြကြရောက်သွားနိုင်ဖို့ကိုပို့တန်ဖိုးထားတဲ့သူကချက်ချင်းအိရာကထားတယ်အစားစားတဲ့အခါကျမ်းမာရေးကိုပို့တန်ဖိုးထားတဲ့သူကအချိုရည်တွေမတောက်ဘူးစီကြော်တွေရှောင်းနေအရာတာကိုပို့တန်ဖိုးထားတဲ့သူကတော့ သူကြိုက်တာသူစားမယ်ပေါ့ကို့အိမ်နောင်ဘက်ကဒေါသနဲ့တခုခုပြောလိုက်တဲ့အခါသူနဲ့ကို့ရဲ့ဆက်ဆံရေးကိုပိုတံပိုးထားတဲ့သူကအလျှော့ပေးလိုက်မယ်ဒီပြဿနာဒီ issue မှာကိုသာရဖို့ကိုဦးစားပေးတဲ့သူကတော့မရရအောင်ပြန်ညင်းမယ်အလောက်ကင်ကောင်းကောင်းရဖို့ကိုဦးစားပေးရင်ခေစားနေတဲ့တက္ကသိုလ်ကိုတက်မယ်မိဘစိတ်ချမ်းသာဖို့ကိုဦးစားပေးရင်သူတို့တက်ခိုင်းတဲ့တက္ကသိုလ်တက်မယ် ကိုလေးလာချင်တာကိုဦးစားပေးတဲ့လူကတော့သူတက်ချင်တဲ့တက်ကူကိုတက်ပြီးသူတင်ချင်တဲ့ပညာကိုသင်မယ်။ငွေကိုပိုမှတ်တဲ့သူကဘသူပဲဖြစ်ဖြစ်ဘသူဘလောက်ကဲ့ရဲ့ကဲ့ရဲ့ခရီးမဆိုင်ဘူး။ကောင်းတိတ်ခါကိုကိုတန်ဖိုးထားတဲ့သူကကျင့်ဝတ်တွေကိုလေးစားလိုက်နာမယ်။ဒါကြောင့်ဒီရွေးချယ်မှုတွေဟာကိုပါကိုတန်ဖိုးထားတဲ့ပုံမူတည်ပြီးဒီကအဖြစ်အခြေခံပါတယ်။ တကယ်တော့ပျော်ရွှင်မှုဆိုတာအဲ့ဒီနှစ်ခုထပ်တူညီတဲ့အခါဖြစ်လာတဲ့ခံစားချက်ပဲလိပ်ပြာလုံတယ်လို့လဲဆိုနိုင်တယ်ရွေးချယ်မှုနဲ့တန်ဖိုးထပ်တူကြတယ်ပေါ့လူဆိုတာကအခါခသိမ်းမှာတစ်ခုတည်းကိုပဲလိုချင်နေတယ်ဆိုတာမရှိပါဘူးဥပမာအစားလဲစားခြင်းနဲ့ဝိတ်လဲမတက်ခြင်းဘူးဆိုတာမျိုးအစားစားရတာပဲကြိုက်တယ်တန်ဖိုးထားတယ်ဆိုတဲ့သူကတော့စားမှာပဲ ားပြီးရင်လည်းသူပြောမှာပဲဝါလာတာကျမရေးချိခိုက်တာကနောက်ကိစ္စအဲ့ဒီလိုပဲခန္ဓာကိုယ်အလားအပါကိုတံမိုးထားတဲ့သူကလည်းအစားရှောင်မှာပဲမစားရလို့လည်းသူဘာမှမဖြစ်ဘူးပို့လို့လို့ဒီလိုလိုဖြစ်နေတဲ့သူတွေကသာမပြောမရှင်ဖြစ်ရတာတွေ့ဝေနေရတာတခုခုရွေးချယ်ပြီးရင်စိတ်မချမ်းမသာနဲ့နောင်တရသလိုလိုဟိုတခုရွေးချယ်လိုက်ရကောင်းသားဆိုပြီးဖြစ်နေတတ်ကြတာ ဘဝအောင်မြင်မှုနဲ့ပတ်သက်ရင်လည်းဒီလိုပဲမွေးမလို့ခြင်းတဲ့သူမအောင်မြင်ခြင်းတဲ့သူဆိုတာအတော်ရှားပါလိမ့်မယ်။သို့တော့ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကကိုကျင်းသိခါတို့မူတို့အရေးအသွေးတို့ဖြစ်နေရင်အရာတွေနဲ့ဆန့်ကျင်ပြီးမွေးရှာခွင့်ရလာတဲ့အခါတွေ့ဝေမိတတ်ကြပါတယ်။ကြလေးမဖြစ်တယ်လို့ခေါ်တာပေါ့။မတော်တဆလုံးမိခဲ့ရင်လည်းနောင်တရတတ်ကြတယ်။ကိုကိုကိုနဲ့ဥပမာပေးရရင် ကျွန်တော်ကလူမှုကွန်ရက်မှာအနည်းပါလူသိများပါတယ်။ဒီတော့စီးပွားရေးလုပ်ငန်းနဲ့ကြွဲပြီး post တွေတင်တာဟောပြောများဝေရာတွေလုပ်ခိုးပါတယ်။အဲဒီကနေမှဝင်ဝင်ရတယ်ပေါ့။ဒါတွေကကိုယ့်အတွက်တော့ပြဿနာမရှိဘူး။ဒါပေမဲ့ဓာတ်ရိုက်ကြီးကြောင်ညာပေးရတာမျိုးကြတော့မလုပ်ချင်ဘူး။ကိုကမင်းသားတို့အစိုးရတို့ဆိုရင်တော့ပြဿနာမဟုတ်ပေမဲ့စာရေးသူအသိပညာမျှဝေသူ ဖြစ်တဲ့အတွက်ကိုနဲ့မကိုက်ညီဘူးလို့ခံစားရတယ်။ ို့ပေမဲ့အကြောင်းအကြောင်းကြောင့်နှစ်ခါသုံးခါလောက်တော့လုပ်ခဲ့ပူပါရယ်။အဲ့ဒီလို post တွေတင်ပြီးွားရင်ကျွန်တော်မပြောဘူး။ငွေရလားဆိုရတယ်။ဒါပေမဲ့ကျွန်တော်မပြောဘူး။ post တွေကိုလည်း notification off ထားလိုက်တယ်။ဒီ post ကိုမမြင်ချင်တော့လို့ပြောချင်တာကကျွန်တော်ရဲ့တံမိုးထားမှုနဲ့ post တင်ပေးမယ်၊ကြော်ညာပေးမယ်ဆိုပြီးရွေးချယ်လိုက်တာနဲ့ကထပ်တူမကြနိုင်ဘူး။မကြတော့မပြောဘူး။ဒါကိုလှုပ်လိုက်ရတဲ့အတွက်လက်ပြမလုံးဘူး။ တမအာဇီဝလားဆိုတော့ဟုတ်ပါတယ်။ကောင်းသောအသက်မွေးမှုပါပဲ။လိညာနေတာလည်းမဟုတ်ပါဘူး။သူ့ပဲမပြောစရာတော့ကောင်းမနေဘူး။အဲ့ဒီအခါဘာပြန်လုပ်ရလဲဆိုတော့ soft reflection လို့ခေါ်တဲ့ကိုကိုကိုပြန်ဆန်းစစ်ခြင်းကိုလုပ်ရတယ်။မိကွန်းတွေမေးရတယ်။ဘယ်ရာကတာကိုကိုတကယ်ပျော်ရွှင်စေမှာလဲဆိုတာရှင်းရှင်းလင်းလင်းသိသွားဖို့ပေါ့။ပြီးရင်ကိုတံပိုးထားမှုနဲ့စန့်ကျင်နေတဲ့အရာတွေကို ငင်းပယ်ရတဲ့တတိလည်းရှိရတယ်။သူများတွေအတွက်ကြတော့ဒါကိုလှုပ်ရလို့အိတ်မပြောဖြစ်ချင်မှဖြစ်လိမ့်မယ်။လိပ်ပြာလုံကျင်နဲ့လုံနေလိမ့်မယ်။အဲ့ဒါကိုသွားပြီးတော့မတိုင်းနဲ့။အဓိကကကိုရောဘလို့ရွေးချယ်မှုမျိုးကိုလုံမအိတ်ပြော်မှလဲဆိုတာသိထားဖို့ပါပဲ။ဘယ်ရာမှတော့ပြည့်စုံနေမှာမဟုတ်ဘူး။တခုလိုချင်ရင်တခုဆွံ့လို့ရတာမျိုးတော့ရှိရဲ့။ ချစ်ချင်းမြတ်တာကိုတံပိုးပို့ထားလို့ငွေကြေးမပြည့်စုံတဲ့ကိုချစ်ရတဲ့သူနဲ့လက်ထပ်လိုက်တဲ့အခါရေကန်အစ်စ်ကြာတဲ့ဘဝမျိုးတော့ရမှာမဟုတ်ဘူးပေါ့အလုပ်တွေလုပ်ရမယ်ကြိုးစားရမယ်ပတ်စံစုရမယ်ဘဝကပိုပြီးခက်ခဲမယ်ရုန်းကန်ရမယ်ချမ်းသာတဲ့သူနဲ့ယူလိုက်ရင်တော့ငွေတွေတုံးဖြုံနိုင်လိမ့်မယ်ဘဝကပြည့်စုံသွားလိမ့်မယ်သို့တော့ကိုချစ်သူနဲ့ပေါင်းဆက်ခွင့်တော့မရဘူးပေါ့ ဘယ်ဟာမှန်နေမှားတယ်ဖြစ်တဲ့နယ်ဆိုတာမရှိပါဘူးကိုတံပိုးထားမှုကို ကိုသိဖို့ပါပဲဒါဖြစ်ရင်အဲ့ဒီတံပိုးထားမှုတွေကိုစီဘလို့ရောက်လာတယ်လဲဘယ်ယာတွေက ကိုကိုအားရဲ့တံပိုးထားစရာတွေကို ပုံသွင်းပေးလိုက်တာလဲတယောက်နဲ့တယောက်ကရောဘာလို့မတူကြတာလဲဆိုတာကိုဆက်ဆွေးနွေးပါမယ်အဓိကကတော့မိဘအုပ်ထိန်မှုငယ်ဘဝဖြတ်တမ်းမှုတွေနဲ့ဆိုင်တာပါပဲ။ ကိုအကြောင်းကိုပြောရရင်ကျွန်တော်ဖေကသင်္ဘောအင်ဂျင်နီယာသူ့ဝင်ဝင်နဲ့ပဲကျွန်တော်တို့မိသားစုရပ်တည်ခဲ့တယ်။တကယ်လို့သာစီဝါရီသမားဖြစ်မယ်။စီဝါရီသမားမှာမှကိုချမ်းသာဘုရားအဓိကဆိုတဲ့မိဘမျိုးလည်းဖြစ်ခဲ့မယ်။အဲ့ဒီလိုမိဘမျိုးကိုငငယ်လေးကလေးကမြင်တွေ့နေရမယ်ဆိုရင်ကျွန်တော်လည်းအဲ့ဒီစိတ်မျိုးအနေနဲ့အများဝင်နေနိုင်တယ်။ယာရုရှိတဲ့သူနဲ့ ပင်စာပေါင်စာဖားစာတယ်ဆိုတာကျွန်တော်တို့မိသားစုမှာဂုဏ်ယူစရာဖြစ်မနေခဲ့ဘူးကိုပညာကိုလှုပ်စာနဲ့ရက်တည်ပြီးဘသူအောက်မှာမှအောက်ကျမနေရတဲ့ဘဝမျိုးကိုသာငငယ်ကလေးကလိုချင်ခဲ့တယ်။နောက်ဆက်ကြောတဲ့အရွယ်ရောက်လာတော့ကျွန်တော် hip hop ကြိုက်တယ်။ဆက်စားခြင်းတော့မြူးကြွားလို့ဆိုလို့ကောင်းလို့ကြိုက်တာဆိုပေမဲ့တပြေးပြေးနဲ့ hip hop ကကျွန်တော်ပေါ်လွှမ်းမိုးလာတယ်။ ဟေးရပချင်းစာသားတွေကကိုအတွက်တော့ပချင်းစာသားတသက်မဟုတ်တော့ဘူးဖြစ်လာတယ်။စာပေဘက်မှာဆိုလဲရဲတိုက်၊ကုိစတဲ့စာအုပ်မျိုးတွေကရက်တီချံမှန်နဲ့ခိုင်တဲ့သူတွေကိုလေးစားအားကြတဲ့စိတ်သူတို့လိုဖြစ်ချင်တဲ့စိတ်တွေပေါ်လာစေခဲ့တယ်။ဒါကိုကိုကိုစဉ်းစားမိတဲ့လောက်ပေါ့။အဲ့ဒီတော့စာဘတ်သူအနေနဲ့လည်းပြန်စဉ်းစားကြည့်။ကိုဘဝမှာဘာကိုတန်ဖိုးထားတယ်လဲ။အဲ့ဒီတန်ဖိုးတွေကဘာအကြောင်းအရာတွေကြောင့်ဖြစ်လာခဲ့တာလဲ။ အဲ့ဒီအကြောင်းအရာတွေထဲမှာအဓိကအကျဆုံးပါနေနိုင်တာကတော့မိဘပဲဒါမှမဟုတ်လဲအနီးကအုပ်ထိန်သူပေါ့အဖိုးအွားဖြစ်ရင်ဖြစ်မယ်ဦးလေးအတော်ဖြစ်ရင်ဖြစ်မယ်သူတို့တွေဟာကလေးတယောက်ပထမဆုံးထိတွေ့ရတဲ့ပဝင်းရှင်ဖြစ်တယ်လက်ဦးဆရာတွေဖြစ်တယ်သူတို့ဟာကလေးတယောက်ကိုပုံပေါ်တဲ့နေရာမှာအဓိကနေရာကနေပါဝင်နေတယ်38ဖြာမင်္ဂလာမှာအတေဝနာစဗလန်နဲ့ ်လူမိုက်ဆိုရင်ရှောင်ကျင်ရမယ်ဆိုတဲ့အချက်ကထိတ်ဆုံးမှပါပါတယ်အเจ้าမဲမဟုတ်ပါဘူးသိအရေးကြီးလို့ပါပဲလူမိုက်ဆိုတာကလည်းရက်ွက်တဲ့ခိုးဆိုးတောင်းကျမ်းနေတဲ့လူကိုမှပြောတာမဟုတ်ဘူးချစ်ကနေဆိုဈေးတင်ပြီးအမျက်ကြီးစားတဲ့သူဟာလည်းလူမိုက်ပဲအမလီငါသားရဲ့ငွေသားရှိလို့ကတော့ဘာမစို့ဖြည့်ရှင်းလို့ရတယ်ဆိုပြီးတုံတင်နေတဲ့သူကလည်းလူမိုက်ပဲဆိုတော့ ဆယ်ကျော်သက်အရွယ်ကြာအပေါင်းသင်းမှားမှာအတူယူမှားမှာကိုပူမနေနဲ့ကလေးတယောက်ရဲ့ဘဝမှာပထမဆုံးအတူယူစရာဖြစ်တဲ့မိဘအုပ်ထင်းသူတွေကိုယ်တိုင်ကအရင်လူမိုက်မဖြစ်ဖို့လိုပါတယ်အခုခေတ်ဆိုရင်အပြိုင်ဆိုင်တွေကများတော့နှစ်နှစ်သုံးနှစ်အရွယ်ကတည်းက right brain left brain တွေကြောင်းပေါင်းစုံအောင်ထားနေကြတယ်ဘာသာစကားတွေအမျိုးမျိုးသင်ပေးကြတယ် မိဘတွေဟာကိုသားသမီးတွေကိုလူလောကမှာ the best player လို့ခေါ်တဲ့အကောင်းဆုံးကစားသမားဖြစ်စေခြင်းကြတယ်။ဒါပေမဲ့ team player လို့ခေါ်တဲ့အုပ်စုနဲ့ကစားသမားဖြစ်အောင်တော့တုံသင်ဖို့တော့တခါတလေမင်းနေတတ်ကြတယ်။အတားပဲကြည့်ပြီးကို့အတွက်ပဲကိုကြည့်တဲ့အကောင်းဆုံးကစားသမားထက်စာရင်သူ့လောက်တော့မတော်ပေမဲ့အသေးရဲ့အကျိုးကိုဦးစားပေးတဲ့ကစားသမားကတကယ်တမ်းပိုအရေးကြီးတာပိုလိုအပ်တာပါ။တကယ်တော့ တာသမီမူရဲပြုစုပြိုးထောင်နေဆိုတာကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ပြီးဈေးကွက်ထဲတင်ပို့လိုက်တာနဲ့အတူတူပါပဲဒီပစ္စည်းကအရေးသွေးမမီရင်ဓာတ်ရုပ်ပစ္စည်းတွေပါနေရင်တုံးဆွဲတဲ့သူတွေကို အန္တရာယ်ဖြစ်စေတယ်ဒီလိုပါပဲကိုမွေးထုတ်လိုက်တဲ့ကုသသမီးကလည်းဘသူတေတေငတိမာရင်ပြီးရောဆိုတဲ့စိတ်ရှိနေမယ်တကူကောင်းစမ်းမယ်မဟုတ်တာလောက်ရမှာမရှက်ဘူးမကြောက်ဘူး ကိုကြောင့်သူများထိခိုက်နှစ်နာတွားလဲခတ်တီတီပဲနေနိုင်တယ်ဆိုတဲ့သူနဲ့ဆက်ဆက်ရသမျှသူတွေဟာစိတ်ဆင်းရဲရဖို့ကြီးပဲရှိပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ကိုသားသမီးကိုလူတော်ဖြစ်ဖို့တက်လူကောင်းဖြစ်အောင် the best ဆိုတဲ့အကောင်းဆုံးဖြစ်ဖို့တက်လူမှုအတိုင်းဝိုင်းတွက်အကျိုးပြုတဲ့ပဝန်းကျင်နဲ့တဟဇာတာဖြစ်တဲ့ team player ဖြစ်အောင်ပရာဟိတတွေလို့ တဘွားလုံးပေးဆက်အနစ်နာခံဖို့ဘာညာထက်မဟုတ်တာလောက်ရမှာရှက်တတ်အောင်အရင်ဆုံးပြုစုပြိုးထောင်ပေးကြဖို့လိုပါတယ်။ဒါသည်စီးပွားရေးစကလုံးနဲ့ပြောရရင်တော့ ethical business ပါပဲ။တနည်းအားဖြင့်အများအကျိုးပြုခြင်းတိုင်းပြည်တည်ထောင်ခြင်းလည်းဖြစ်ပါတယ်။မိဘနဲ့တရားရဂိုင်းနှုံးသက်ဆိုင်တာတော့မဟုတ်ပါဘူး။မိဘကစိတ်ကောင်းစေတနာရှိပေမဲ့သားသမီးကယုံညံ့နေတာတွေတပုံကြီးပဲ။သို့တော့ မိဘအုံချင်းသူတွေဟာအရေးကြီးတဲ့အခမ်းကဏ္ဍကနေတော့ပါဝင်နေတာသိကြပါဗျ။ဒါကြောင့်မိဘတွေအနေနဲ့လောကကြီးဆိုတဲ့ဈေးကွက်ထဲဘေးဥပတ်ဖြစ်စေမဲ့ကုန်ပစ္စည်းတွေမတင်ပို့မိအောင်ဂရုစိုက်ပေးပါ။ကဘာကြီးဟာလူတော်တွေကြီးလိုအပ်တာမဟုတ်ပါဘူး။လူကောင်းတွေလည်းလိုအပ်ပါတယ်။အနည်းဆုံးတော့မဟုတ်တာလောက်ရမှရှက်တတ်တဲ့ လုံးမိပြီးရင်မလုံမလဲဖြစ်တတ်တဲ့သူတွေနဲ့တိဆောက်ထားတဲ့လူမှုအတိုင်းဝိုင်းကသာနေချင်းစပွဲဖြစ်တာပါဒေါက်တာဖြူတီဟာ